မွန်ပြည်နယ်ပေါင်မြို့နယ်နဲ့မုတ်တမမြို့နယ်အတွင်းကကျေးရွာတွေမှာနှစ်စဉ်ရေကြီးရေချမ်းဖြစ်တာကိုပြည်သူတွေခံစားနေရပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ပေါင်မြို့နယ်စင်ကြရွာကိုရောက်ရှိနေတဲ့ကျမတို့ရဲ့ DVB သတင်းတောက်ကိုစရာချမ်းအေးကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါမယ်ရှင်။ဟုတ်ကဲ့ကိုစရာချမ်းအေးအခုပေါင်မြို့နယ်နဲ့မုတ်တမမြို့နယ်တွေကဘယ်ရွာတွေကအဆိုးဆုံးရေချမ်းပြီးတော့ဟိုခံစားရလဲပေါ့နော်အဲ့ဒါပြောပြပေးပါ။ ဟိုအဓိကရေကြီးတဲ့တံကိုအစိုးဆုံးခံစားရတဲ့ကြေးရွာ၅ရွာရှိပါတယ်ခင်ဗျအလှက်ကြေးရွာထမ်းမင်ချောင်ကြေးရွာကြားပူဇင်းကြိုက်အုတ်တရာအဲ့ဒီကြေးရွာတွေကနှစ်စဉ်နှစ်တိုင်းလို့လို့အဲရေကြီးရေရှမ်းတဲ့တံကိုခံရပါတယ်ခင်ဗျရေကြီးရေရှမ်းတဲ့အကြောင်းရင်းအဓိကအကြောင်းရင်းကတော့ဒီဇင်းကြိုက်တောင်ကျော်ကြီးကနေပြီးတော့ဟိုမိုးရွာတဲ့ခါကျရင်တောင်ကျရေတွေကမတရားစီးဆင်းတဲ့အချိန်ရယ်ကျွန်တော်တို့မုံတမပင်လေဝေဘက်ကစားငံ့ရည်တွေဝင်လာတဲ့အချိန်တိုက်ဆိုင်လို့ရှိရင်တအားရေကြီးရေရှမ်းတဲ့ပြဿနာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။ အော်ဟုတ်ကဲ့သူကနှစ်တိုင်းနှစ်တိုင်းပဲဒီလိုမျိုးရည်ကြီးနေရဆိုတော့လေဒီနှစ်အခြေအနေကဘယ်လိုရှိပါလဲနောက်ပြီးတော့သူတို့တွေဘာတွေများစိုးရိမ်ကြလဲအဲ့ဒါလေးလည်းပြောပြပေးပါနော်ဟုတ်ဒီနှစ်အခြေအနေကတော့လောဆယ်အခြေအနေကြီးအရင်နှစ်ကတွေလောက်တော့စိုးစိုးရွားရွားမကြီးသေးဘူးဒါပေမဲ့ဒီအိမ်အိမ်အုပ်အိမ်အိမ်ခြေပေါ့လေ open net မျိုးတဲ့အထိလောက်ပဲလောလောဆယ်တော့ရည်တက်သေးတယ်ခင်ဗျဒါပေမဲ့သူတို့နှစ်စင်းနှစ်တိုင်းလို့လို့သူတို့ခံစားနေရတဲ့စိုးရိမ်မှုကတော့သူတို့ လယ်တွေတဲကိုဒီမုတ်သမပင်လယ်ဝေဘက်ကပင်လယ်စားငံရီတွေဝင်တဲ့ကိစ္စကိုသူတို့စိုးရိမ်ကြပါစားငံရီဝင်ပြီဆိုလို့ရှိရင်အဲလယ်ကွင်းတွေကလယ်စပားတွေအကုန်ပြတ်စီပြီးတော့သူတို့ဆုံးရှုံးရတယ်ပေါ့လေဒါဒါ3နှစ်တခါ4နှစ်တခါလောက်ကိုသူတို့ဆုံးရှုံးမှုတွေကြုံရတဲ့ခါကျတော့ရေကြီးရေချမ်းတာအဲ့လောက်ပြဿနာမဟုတ်ဘူးသူတို့လယ်တွေကိုစားငံရီတွေဝင်ပြီစပားတွေပြတ်စီမှာကိုသူတို့အကြီးကစိုးရိမ်ကြတာကိုတွေ့ရပါတယ်ခင်ဗျအဲ့လိုစပားဟိုစပားတွေပြတ်ပြီဆိုလို့ရှိရင်သူတို့ဟိုဆုံးရှုံးမှုက ဟိုသူတို့နောက်ဒီနေ့ဝန်စာတွေမကောက်နောက်နေ့ဝန်စာအကြည့်ပါသူတို့ထိခိုက်တဲ့အတွက်ကြောင့်မလို့သူတို့ကအဲ့ဒီလယ်ထဲကိုစားငံ့ရင်ဝင်မဲ့ပြဿနာလို့သူတို့စိုးရင်ကြရတယ်ခင်ဗျာအော်ဟုတ်ကဲ့ဒါဆိုရင်ဟိုတခြားပြည်နယ်တွေမှာလေတချို့ပြည်နယ်တွေမှာရေကြီးရေရှမ်းလို့ဟိုလူတွေမျောပါပြီးတော့ပျောက်နေတာတော့ပါအဲ့လိုမျိုးတွေမရှိဘူးပေါ့နော်ဒီလယ်ခံစားရတာလယ်ထဲကိုရေဝင်တာခံစားရတာတခုပဲပေါ့နော်အဲ့တာဝန်ရှိသူတွေဘက်ကရောအခုဘာတွေများဆောင်ရွက်ပေးထားရှိပါလဲတာဝန်ရှိသူတွေဘက်ကတော့ဟို ပြီးခဲ့တဲ့နှစ်နှစ်သုံးနှစ်အတွင်းမှာတော့သူတို့ဟိုစနစ်တကျပြင်ဆင်မှုတချို့ရှိလာတယ်ခင်ဗျာဒီဟိုအိမ်တွေရေမျိုးလောက်တဲ့အခြေဆိုဟိုစားနေရခါတွေထောက်ပံ့ပေးနိုင်မှုရက်ဘက်အဖွဲ့စည်းတွေနဲ့ပေါင်းပြီးတော့ပြင်ဆင်တာမျိုးတော့ရှိတယ်ခင်ဗျာဒါမဲ့ဒီရေကြီးရေချမ်းတဲ့ပြဿနာကိုဖြေရှင်းမှုအတွက်ရေရှည်နီးလန်းတော့သူတို့ဒီမှာလောလောဆယ်မရှိသေးဘူးခင်ဗျာဟိုဘယ်လိုပြောရမလဲဆိုတော့ဒီဒေတာကန်တွေရဲ့အဖြစ်ကအရွယ်ကောင်းတဲ့တာသမီလူငယ်တွေက ဒီယူရီးယားဘက်ကိုသွားပြီးအလုပ်လုပ်ကြတာခင်ဗျာဒီမှာကြံခဲ့တဲ့အဲလူကြီးပိုင်းတွေလောက်ကရှိနေတဲ့လေတွေကိုစိုက်ပြီးတော့သူတို့စားကြတာဆိုတော့တခြားနေရာရွှေ့ပြောင်းမှုကလည်းသူတို့ကသူတို့ပုံစံကြည့်ရတာမဲမွန်းဖြစ်နေတဲ့ပုံစံပေါ့လေအဲအဲ့ခါကျတော့သူတို့ဂျီနီယာမှာပဲဘာဖြစ်လို့နေဆက်ပြီးတော့နေနေတာလဲလို့မေးကြည့်တဲ့အခါကျတော့ဂျီနီယာမှာပဲမွေးပြီးဂျီနီယာမှာပဲခေါင်းချနေတယ်ဆိုတော့အဖြစ်မျိုးပဲသိရတယ်ခင်ဗျာပြီးတော့ ဒီတာသမီတွေအလုတ်ကနေလဲဝင်ငွေတစ်ဖက်တလန်ရှိနေတဲ့ခါကျတော့တိတ်ပြီးစိုးရင်ပူပန်မှုကြီးကြီးတော့မရှိဘူးပေါ့လေဟိုနိုင်ငံတော်ဘက်ကထောက်ပံ့စီခြင်းဟိုထောက်ပံ့ပေးစီခြင်းတာတော့အကယ်၍များဒီပင်လယ်ပင်လယ်စားငံရေဝင်လို့စပားပြတ်တယ်လဲပြတ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီဟာကိုနောက်နှစ်ကြာလို့ရှိရင်အစားဟိုမျိုးစပားချပေးဖို့သူတို့အဲသူတို့ဘက်ကစိတ်ဝင်စားတာတော့အဲ့လောက်ပဲရှိတာကိုတွေ့ရပါတယ်ခင်ဗျအော်ဟုတ်ကဲ့ပါအခုဇေယချမ်းရေအခုလိုမျိုးပြောပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ဒါကတော့အခုမွန်ပြည်နယ်ပေါင်မြို့နယ်နဲ့မုတ်တမမြို့နယ်အတွင်းကကျေးရွာတွေမှာဒီရေကြီးရေရှမ်းမှုဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ပေါင်မြို့နယ်ဇင်းကြိုက်ရွာကိုရောက်ရှိနေတဲ့ကျမတို့ရဲ့သတင်းတောက်ကိုစရာချမ်းကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာပါရှင်ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါဦးမယ်ရှင်